မင်္ဂလာပါရှင်တဲတော့ပိုင်းတထားမွန် channel ကကြိုဆိုပါရရှင်ဒီနေ့မှာကျွန်မက collective reading လို့ပြောပါမယ် reading ရဲ့တိုင်တယ်လေးကတော့အသင့်ကိုပေါ့နော်တိတ်တိတ်လေး crush နေတဲ့သူတယောက်အကြောင်းဖြစ်ပါတယ်အဲ့တော့သူရဲ့ energy လက်ရှိ energy သူဘလို့သူမျိုးလဲပေါ့နော်သူကကိုကို crush နေရဆိုတော့သူဘလို့မျိုးရှိဆက်ပြီးဘလို့ try မလဲရှိဆက်ပါ ်ဆက်ဖြစ်လာမလဲပေါ့နော်အဲ့ဒါလေးကိုကြည့်ပြပါမယ်အဲ့တော့ဒီနေ့တွင်လေးက January time match တွင်လေးဖြစ်ပါတယ်အဲ့တော့ January လေးမို့လို့လည်းအားလုံးလည်း resilient ဖြစ်ချင်မှဖြစ်မယ်နော်အဲ့တော့ကျွန်မရှိမှဟို personal တွင်လေးလာဖတ်လို့ရပါတယ်နော်အဲဒီကျွန်မရဲ့ video လေးအောက်မှာ link လေးပေါ့နော်ဒီအဲဆက်သွယ်လို့ရမယ် Viber နဲ့ Mac ကလေးတွေ Telegram နဲ့ Mac ကလေးတွေအဲပေးထားပါတယ်နော်အဲ့တော့ဒီမှာက collective လေးတွေကို crash နေရလို့ရှိတယ်ပေါ့နော်တိတိလေး crash နေလို့ရှိတယ်သူ့ရဲ့အကြောင်းအဲ့တော့သူ့ရဲ့လက်ရှိ energy ကိုကြည့်ပေးထားတယ်ပြီးရင်သူ့ရဲ့ဘလို့သူမျိုးလဲပေါ့နော်အဲ့ဒါလေးပါကြည့်ပါမယ်အဲ့တော့ဒီမှာမနေ့က video လေးမှာကျမအတန်လေးနည်းနည်းတိုးသွားတယ်ပေါ့နော် sorry ပါနော်အဲ့တော့အတန်လေးကိုနည်းနည်းပြင်ပြီးတော့ပြောပြပါမယ်အဲ့တော့ဒီမှာကတပတ်သူရဲ့လက်ရှိ energy ပေါ့နော်လက်ရှိ energy ကိုကျမကြည့်မယ်ပေါ့နော်လက်ရှိ energy ရဲ့သူလက်ရှိ energy ကတပတ်သူကတော့ဒီမှာတွေ့ရတာလေအလို့စူးစမ်းတဲ့သူမျိုးတော့မြင်နေရတာပေါ့နော်အလို့စူးစမ်းတဲ့သူ အလုပ်ကိုစနစ်တကျလေးနဲ့ပေါ့နော်သူစူးစမ်းနေရမှာဆိုတော့လုပ်တဲ့လုပ်တဲ့နေရာမှာလည်းတေးသက်လေးနဲ့စူးစမ်းတဲ့သူပေါ့နော်အသေးစိတ်သူကလေးကိုဟိုအလုပ်တစ်ခုကိုပေါ့နော်တိချာလေးတိတိအသေးစိတ်သူစ조사တဲ့သူမျိုးအလုပ်လုပ်တဲ့သူမျိုးဆိုတာမြင်နေရတယ်ပေါ့နော်ဒီလိုမျိုးဟိုအသေးစိတ်သူလုပ်ပြီးမှပဲသူ့အလုပ်ကိုသူပြီးမြောက်တယ်လို့ပဲသူခံစားရတာမျိုးပေါ့နော်ကျင်းတဲ့တာမျိုးပေါ့နော်ဟိုအလုပ်လုပ်တဲ့နေရာမှာအဲပြောလို့ဆိုရင်လုံးဝဟို လွတ်လွတ်ပြဲလွတ်တဲ့သူမျိုးမဟုတ်ဘူးเนาะတခြားလေးသူစနစ်တခြားလေးနဲ့ကြိုးစားတဲ့သူမျိုးဆိုတာတွေ့ရတယ်ခန္ဓာကိုယ်အပြည့်အစုံမှာတွေ့ရတယ်တစ်ဖက်သူဟာပေါ့ကိုယ်သဘောကျသူခန္ဓာကိုယ်အပြည့်ဖုန်းဖုန်းတဲ့ရှိရတဲ့သူမျိုးပေါ့နော်အမျိုးသားဆိုတဲ့အကြပိသားတဲ့သူမျိုးအမျိုးသမီးဆိုတဲ့ဒီဒီအမျိုးပုံမှန်မျိုးသမီးအထက်နေ့လေးခန္ဓာကိုယ်ထွားတဲ့သူမျိုးပေါ့နော်အဲအဲ့လိုမျိုးတော့မြင်ရတယ်အသားလက်သက်ထဲမှာပါတဲ့သူမျိုးတွေ့ရတယ်ပေါ့နော်ပြီးတော့ သူရဲ့မျက်နှာအနေထားကလေအတင်းတဲ့ပေါ့နော်ရုပ်အစိုးရထဲမှာလည်းပါဘူးအရင်အချောကြီးထဲမှာလည်းပါဘူးပေါ့နော်အတင်းတဲ့ကြီးကောင်းရှိကျူကြီးကောင်းရှိကောင်းဟိုရှိကြီးကောင်းရှိလို့ကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်အလုပ်ကတော့အရင်စူးစမ်းတဲ့သူမျိုးတော့မြင်နေရတယ်ပေါ့နော် ဒီမှာလေသူကလေဒီရာလေးကင်ထားတယ်ဆိုတော့လေကိုယ့်ရဲ့တပတ်သူကလေအမှုပညာနဲ့ပတ်သက်တဲ့အလုပ်မျိုးလေလုပ်နေတဲ့သူလည်းဖြစ်နိုင်တယ်ကိုယ့်တပတ်သူဆိုတာကိုယ့် crush နေတဲ့သူပေါ့နော်ကိုယ့် crush နေတဲ့သူကသူဘောနော်ဒီလက်ရှိမှာဆိုရင်သူအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းစာရေးတာဖြစ်ဖြစ်ပေါ့နော်အဲပုံဆွဲတာပဲပကြီဆွဲတာပဲဖြစ်ဖြစ်ပေါ့တခုခုပေါ့နော်ဒီအမှုပညာနဲ့ဆက်သွယ်နေပြီးလုပ်တဲ့သူမျိုးလည်းဖြစ်နိုင်တယ်ဒီမှာတွေ့ရတာလေ အလုံးမအရန်ကိုအအောင်စူးစမ်းမှုကောင်းတဲ့သူမျိုးပေါ့ concentration ကောင်းကောင်းတဲ့သူကိုသူ့ရဲ့အလုပ်ကိုပြောင်းပြောင်းစွာသူဖန်သေးတဲ့သူမျိုးပေါ့နော်အဲ့လိုခံစားမိရဲ့တဲ့ဟို crush နေတဲ့သူကလေအိုး Emperor နဲ့ကြည်မြင်ရတယ်နော်အဲ့တော့အဲအမျိုးသားဆိုလို့ရှိရင်လည်းတကယ်ကိုဟိုယောက်ျားပီတာရဲ့သူမျိုးပေါ့နော်အဲဟိုယောက်ျားပီတာရဲ့သူမျိုးပေါ့နော်ဟိုသူ့ရဲ့ခန္ဓာကိုယ်အနေထားဖွဲ့စည်းပုံပါပေါ့နော်အဲအဲ့လိုမျိုးမြင်ရတယ် အရက်ဆိုလည်းမြင့်တဲ့သူမျိုးအချက်ကမြင့်နေပေါ့နော်အသက်ရအဖေနဲ့ကိုနဲ့အသက်ရအနှန်းငယ်ကြီးရဲ့သူမျိုးဆိုတာလည်းမြင်နေရအမ်ပရာနဲ့ကြီးမှာဆိုရင်သူရဲ့လှုပ်တဲ့အလုပ်တိုင်းမှာဆိုရင်လက်ရှိမှာလည်းသူတနေရာမှာဥဆောင်ရတဲ့သူမျိုးပေါ့နော်ဥဆောင်ရတဲ့အလုပ်မှာသူအဲလှုပ်ဆောင်နေရတဲ့တောင်းယူနေရတဲ့သူမျိုးဆိုတာလည်းတွေ့ရတယ်တင်ခရစ်နဲ့သူကလေနည်းနည်းတော့သူကကြီးများတဲ့သူမျိုးကြီးကြီးချောင်ချတဲ့သူမျိုးပေါ့နော်နည်းနည်းဟိုပြောမှဆိုလို့ရှိရင် လူတိုင်းကသူသဘောကျတဲ့သူမျိုးမဟုတ်ဘူး။နဲ့ဒီများတယ်လူတိုင်းသဘောကျတဲ့သူမျိုးမဟုတ်ဘူး။လူတိုင်းကသူအရင်ကြီးအစီအကောင်တက်အောင်နေတဲ့သူမျိုးမဟုတ်ဘူး။နဲ့လေစကားပြောတဲ့နေရာပြတ်သားတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ရင်းခံကကောင်းတဲ့သူမျိုးပေါ့နော်။တခါတည်းကျရင်သူကဟိုသူ့နဲ့ပြောတဲ့ခါမှာသူ့နဲ့အပေါင်းဆိုးတာမျိုးပေါ့နော်။အဲလူတွေနဲ့အရင် flexible ဖြစ်အောင်သူတို့တိတ်တော့မနေတတ်ဘူး။ဒါပေမဲ့သူ့ရဲ့စိတ်ရင်းခံကကောင်းတဲ့သူမျိုးပေါ့နော်။အဲ့လိုမျိုးတင့် crush နေသူပါလေ။တကယ်ကြည့်မယ် ဖိုင်ရော့ဆိုတော့ဖိုင်ရော့ဆိုတော့လူတိုင်းကသူမယုံကြည်ဘူးသူကလေအဲသူသူ့ရဲ့ energy ကဘယ်လိုမျိုးသူလူတိုင်းကိုသူယုံကြည်ရဲ့သူမျိုးမဟုတ်ဘူးပေါ့နော်လူတိုင်းမယုံကြည်ဘူးအမြဲတမ်းသူလူတိုင်းပုံမှန်သူပေါ့နော်ဟိုအလုပ်တော်လုပ်တဲ့ညာဖြစ်ဖြစ်ပေါ့ဘေးပတ်ဝန်းကျင်မှာလူတွေဖြစ်ဖြစ်မယုံကြည်ဘူးသူကဟိုကိုယ့်ရဲ့လက်အောက်ငယ်သားပုံမှန်ဆိုတော့အရင်ကြီးဟိုပေါ့နော်ဟိုလိုမျိုးလဲလက်အောက်ငယ်သားကို ကိုယ့်ရဲ့ပညာ sharing sharing လုပ်ပေးသေးတော့လုပ်ပေးဒါပေမဲ့လည်းအလက်အောက်ငွေသားတွေနဲ့ပတ်သက်ပြီးတော့မှလည်းအရင်ရောရောထွေးနေတာမျိုးမတွေ့ရဘူးရောထွေးမနေဘူးပေါ့နော်ကိုတည်တဲ့တဲ့နေတဲ့သူမျိုးပြီးတော့အရင်ဟိုယုံကြည်မှုတွေပေါ့လက်အောက်ငွေသားတွေပေါ့မှလည်းအရင်သူဒီပေါ့နော်ကိုယ့်ဘဘလိုမျိုးသူတို့တွေရဲ့ ဟိုဘောနော်ဟိုဟိုကိုယ့်ရဲ့အမိတ်အနာတခုပေါ်မှာသူတို့ရောလွန်ဆန်နိုင်ရဲ့လားဘလိုမျိုးကို manage လုပ်ရမလဲဆိုတာအမြဲတမ်းရှာဖွေနေရပါဘောနော်အဲယုံကြည်မှုဆိုတာကသူ့ကိုသူ့ကိုသူလောက်ပဲသူဘောနော်အဲသူ့ကိုသူတော့ခါကြရင်သူသူလုပ်တဲ့အရာရဲ့ပုံမှာခါကြရင်သူတခါဇဝေဇဝါဖြစ်တာမျိုးလည်းရှိရဲဆိုတော့လေဒီလူကအဲနည်းနည်းတန်တရားများတဲ့သူဆိုတာမြင်နေရတဲ့တနေ့ရများတယ်လူတိုင်းပေါ်မျိုးယုံကြည်မှုရှိတဲ့သူယုံကြည်မှုမရှိတဲ့သူမျိုးပေါ့နော်ကိုကိုကတော့ကို လုပ်တဲ့အလုပ်နေရာမှာကိုစူးစမ်းပြီးစူးစမ်းပြီးလောက်ကိုင်းနဲ့သွားရတယ်ပေါ့နော်သူယုံကြည်မှုမရှိဘူးဆိုတာလည်းကျွန်မခံစားပြီးရအတိတ်မှာပေါ့နော်အဲအတိတ်မှာသူရဲ့မိတ်ဆွေအရင်နေတော့၎င်းပေါ့နော်သူအတိတ်မှာအဲ ော်တော့သူပြလို့မျိုးသူ့နောက်ကျော်ဓာတ်နဲ့ထိုးခံရတဲ့အရာရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒီမှာတော့နည်းလေးအတိတ်အနေထားတော့ကျွန်မခံစားမိရအတိတ်မှာအဲ့လိုမျိုးလူရင်းနဲ့အဲလူရင်းကသူ့ကိုနောက်နောက်ကျော်ဓာတ်နဲ့ထိုးတဲ့ကိစ္စတွေအတိတ်မှာဖြစ်ခဲ့တဲ့အရာမှာဆိုသူလူတိုင်းကိုမြုံကြည့်ရစိတ်ကသူ့စိတ်ထဲမှာဘယ်လိုမျိုးလဲ trauma တစ်ခုနဲ့ကိုယူဝင်သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့မှသူလူတိုင်းကိုအရင်ယုံကြည်မှုတွေမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်တွေ့ရဒီမှာတွေ့ရတာလေသူ့ရဲ့ energy ကတော့ တိကျတယ်ပြတ်သားတယ်အလုပ်ကိုတခြားလေးလှုပ်ဆောင်နေသူမျိုးဆိုတာလည်းမြင်နေရတယ်ပေါ့နော်။နေရာတစ်ခုမှာတော့သူလှုပ်လှုပ်နေရစ조사နေရသူမျိုးပေါ့နော်။လူတိုင်းနဲ့လည်းတိတ်အယောင်းဝင်နေတဲ့တဲ့သူမျိုးမဟုတ်နဲ့လေ introvert ဖြစ်တာမျိုးပေါ့နော်။အဲတိတ်တိတ်စိတ်လေးအေးချမ်းတဲ့နေတဲ့တဲ့သူမျိုးဆိုတာတွေ့ရတယ်တစ်ဖက်သူပါလေ။အော်တဖက်သူကသူ့ရဲ့ပေါ့နော် characteristic သူ့ရဲ့ personality ကိုကြည့်မယ်နော်အဲ့တော့ အဲ့တော့ color တလေးတွေကိုတိတ်တိတ် crush နေတဲ့ဘောနော်တစ်ဖက်သူရဲ့ personality ကိုသိချင်ပါတယ်။ဒီမှာငါကတ်ဆွဲမလားဘောနော်။ဘောကလေးငါကတ်ဆွဲမယ်လှန်လို့ရတော့လှန်လို့ရတယ်။ syrup ကတ် တ်တရဆုကတ်တရလေးခါဗီဒီယိုမှာတမ်းပြီးရခြားပြလို့မရအောင်ကတ်တရအဲ့တော့အရင်တိုင်းမနိုင်ရင်ပေါ့နော်ကိုဒါကြည့်ရခွင်းတော်ဝမ်ခွင်းတော်ဝမ်ပေါ့နော်ခွင်းတော်ဝမ်စီရပ်ပန်ကြီးစီရပ်ကနော်စီရပ်ပန်ကြီးစီရပ်ကအဲ့တော့ကျွန်မငါးကပ်ဆွဲမယ် အဲ့တော့ quality level ကို crash နဲ့တစ်ဖက်သူရဲ့ personality ကိုသိချင်ပါတယ်။ဟောဒီမှာငါကဆွေးမှာပြောမယ်နော်။ဟုတ်ကဲ့လား။ old ကကိုင်းကိုင်း energy ကိုမြင်နေရတယ်နော်။ကိုင်း energy တစ်ဖက်သူကလေအတော့ဒီမှာမြင်တင်းကို crash နဲ့သူပါလေ။လက်ရှိမှာလည်းသူကရဲ့ပေါ့နော်။သူမိသားစုမှာအကြီးဆုံးတချို့လေးဖြစ်နေတယ်။အများကြီးမဟုတ်ပေမဲ့ဒီမှာမြင်နေကိုင်းတော့ once ကိုင်းတော့ swap ဆိုတော့လေ။ မိသားစုနဲ့ပတ်သက်ပြီးတော့မှလည်းသူ့ရဲ့ပေါ့နော်ပိတ်ဆက်ရတဲ့အရာမျိုးတွေရှိရပေါ့နော်အောက်အောက်သူ့အောက်မှာအဲညီကောင်မောင်နှမလေးတွေလည်းသူဦးစားပြီးပြီးအနေနာခံပြီးတော့မှစ조사ရတဲ့သူမျိုးဆိုတာလည်းမြင်နေရတယ်ဒီမှာတွေ့ရတာလေတဟမ်းမမဆိုရင်သူအစစအရာသူမိသားစုနဲ့ပတ်သက်ပြီးတော့မှအနေနာခံပေးတဲ့သူမျိုးပေါ့နော်အနေနာခံပေးတဲ့သူမျိုးအစသာရသူ့ဘက်ကပဲဟိုငွေကြီးရစသူ့ကိုယ်တိုင်ပဲရှာဖွေပြီးတော့မှအူစုရတဲ့သူမျိုးဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အူစုရတဲ့သူမျိုး အဲသူရဲ့ဩစာအာနာတကူကလည်းမိသားစုမှာလည်းတက်ရောက်တဲ့သူမျိုးဆိုတာလည်းမြင်နေရတယ်ပေါ့နော်အဲဟိုပတ်ဆိုင်လည်းတစ်ဖက်မှာလည်းငွေရှာတဲ့အရာမျိုးတွေကသူဦးစားပေးနေရတာမျိုးပေါ့နော်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့မှအချစ်အရေးနဲ့ပတ်သက်ပြီးဒီအရန်ကြီးကိုပေါ့နော်ဟိုမစင်းစားနိုင်ဘူးပေါ့နော်တင်း crush နေသူကလည်းအစင်းနဲ့ပတ်သက်မစင်းစားနိုင်ဘူးဒါပေမဲ့ပေါ့နော်ဒီမှာစစ်တော့အဲစစ်တော့ကမှာဆိုရင်ပေါ့နော်အဲတင်းနေတင်းနေကလည်းသူကကျွန်မမြင်နေရတာကသူ ်သင်နေပေါ့နော်လုပ်ငန်းချင်းတူလာမျိုးလည်းဖြစ်နိုင်တယ်လုပ်ငန်းတစ်ခုထဲမှာလည်းတွေ့ရတူလည်းဖြစ်နိုင်တယ်လို့ကလေလုပ်ငန်းတစ်ခုထဲမှာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လုပ်ငန်းတစ်ခုနဲ့တစ်ခုမှာဆက်ဆက်ပြီးတော့မှကိုလှုပ်ဆောင်နေရတယ်ပေါ့နော်အကူတန်းလုပ်နေရတယ်သူတင်းနဲ့တိတ်မဆိုင်တဲ့သူမျိုးတော့ကျွန်မခံစားမိရပေါ့နော်ဒီလူကတင့်ကိုသဘောကျနေတာမျိုးပေါ့နော်တင့်သဘောကျတယ်တင်းရဲ့လုပ်ရည်ကိုင်ရဲ့သဘောကျတယ်အဲခွင်းတော်ဆက်ကတော့တင့် energy ဖြစ်နိုင်တယ်ဒီမှာမြင်ရတာလေတင့် energy ဖြစ်နိုင်တယ်အဲ တင်းပေါ့နော်ဟိုရှက်ဖြစ်တာမျိုးတင်းရထက်မြက်တဲ့အရေးချင်းခုပေါ့နော်ကိုလက်တလေးထက်မြက်တာထက်ပြက်တဲ့အရေးချင်းတစ်ခုညံကောင်းတဲ့အရာတစ်ခုပေါ့နော်တွက်လက်တာမျိုးပေါ့နော်အရာရာကိုဥဆောင်နိုင်စွမ်းရှိရဲဆိုတော့စိတ်မျိုး တတိရှိရရဲ့ရဲ့နဲ့ဆိုရဲ့စိတ်မျိုးသူသဘောကျတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီမှာမြင်ရတာဒါကိုကျွန်မ quality layer အနေနဲ့လို့ခန်းစားမိရပေါ့နော် quality layer နဲ့ဆော့သေးလေးတွေပဲဖြစ်နေမှာပေါ့နော်အမျိုးသားလေးဆိုလို့ရှိရင်လည်းတိကျတဲ့ပြတ်သားတယ်အမျိုးသမီးလေးဆိုလို့ရှိရင်လည်းလည်းဆော့ရတယ်ပေါ့နော်တကက်လန်တကူဆိုရှင်မဟုတ်မခံတဲ့ပြန်ပြီးတော့မှဟိုဟိုဒီပြန်ပြီးတော့မှတုံ့ပြန်တဲ့သူမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးတွေပေါ့နော်စိတ်သက်ပြတ်သားတယ်ဟို ကိုရဲ့ဆုံးဖြတ်ချက်မှာအရာမှတော့တေချာလေးဆုံးဖြတ်နိုင်တဲ့အရေးရှင်ရှိရတူမျိုးပေါ့နော်ဒီအရာကိုသူကလေဒီမှာကျမခံစားမိရလေတုံတို့ crush နဲ့တော်တော်လေးကြာနေပြီလားတုံလေးလာနေရတုံ crush နဲ့တင်းရဲ့ပေါ်လုံရီကိုင်းရီအလုတ်ကိုင်းနဲ့ပတ်သက်တဲ့တင်းရဲ့ဆွမ်းဆောင်မှုတွေသူတဘောကြနေရကြာနေပြီလားကြာနေပြီးတော့သူကြိတ်ပြီးတဘောတွေကြာပြီဒါမဲ့လေသူပြောထွက်လာဆိုတော့သူပြောထွက်အောင်ပေါ့နော်ပြောမပြောထွက်သေးဘူးပေါ့နော်ဟိုဒီအခွင့်ကောင်းယူရဲလို့စိတ်ထဲမှာသူ့စိတ်ထဲမှာ အထင်မဲ့နေသားတွေသူကဘောနော်မလို့လောက်ဒီမှာတွေ့ရတချို့လေးတွေကအကုန်လုံးတော့မဟုတ်ဘောနော်တင်းတဲ့လုပ်ငန်းတွင်တူတဲ့အရာမျိုးတွေမှာလှုပ်ဆောင်နေတဲ့သူမျိုးတင်းကို မျက်ချင်ပြက်သူအမြဲတမ်းစောင့်ကြည့်နေတာမျိုးပေါ့နော်တင်ရလို့ရကိုင်းရင်တင်ရအပြောဆိုအမူအရာလေးတွေအသွာလာလေးရဆိုသူလုံးဝသဘောကျပြီးတော့မှကြိတ်ပြီး crash နေပြီးတော့မှလေဟိုဘယ်လိုမျိုးလဲတင်ချောင်းလေးတွေးနေရသူဘဝန်တာဟိုသူပျော်ရွှင်နေတာမျိုးပေါ့နော်သူပျော်ရွှင်နေတာသူစိတ်ညစ်တာလေးရှိနေမှာတင်ကိုတင်ချောင်းတွေးလိုက်သူပျော်ရွှင်သွားတာမျိုးပေါ့အဲအဲ့လိုမျိုးမြင်နေရတယ်ပေါ့နော်အဲ့တော့ဒီမှာတွေ့ရတာလည်းသူငိုရှာခဲ့ခဲ့ရတာသူသူရဲ့ဟိုပိတ်ခဲဆွန်ကြရတဲ့သူပေါ့နော်မိသားစုနဲ့ပတ်သက်ပြီးတော့မှသူထောက်ပံ့ရတဲ့အရာလေးတွေငိုရှာရဲ့ ည်တယ်ငွေရှာခဲ့ငွေရှာရတဲ့အပိုင်းလေးမှာသူတောင်းဝန်ယူထားတာမျိုးပြီးတော့တစ်ဖက်လူကရရောတဲ့သူမျိုးပေါ့နော်တနာတဲ့ကျင်နာတဲ့ပေါ့နော်ဟိုရရောတဲ့သူမျိုးပေါ့နော်ဟိုသူအလူတန်းဆိုလဲသူနိုင်တဲ့လောက်လေသူဘက်ကနေပြီးတော့မှပေါ့နော်ဟို တွိုင်းလိုင်းနဲ့လည်းလှူတက်တဲ့သူမျိုးအလူနဲ့အလူအသေးအကြီးမို့လားမသူသူကဟိုအလူအသေးလေးဆိုအမြဲတမ်းမပြတ်လှူတက်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရခွင်းတော်ဝိုင်းစ်မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တပတ်တူကလေဒီမှာလည်းအမ်ပါရာနေချီမင်းတော့လေအဲလက်ရှိအလုံးတနေမှာပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးလည်းဖြစ်နိုင်တယ်ဒီလူကလေကိုယ့်သဘောကျတဲ့သူကအကလုံးမဟုတ်ဘူးနော်ဒါကြမပြောတာကအဲ့တော့ကိုယ်နဲ့ကိုက်ညီတဲ့အပိုင်းလေးကိုယူပေါ့နော်ကိုလက်တရီရယ်ဆိုတော့လေ အော်ဒီမှာတွေ့ရတာကတော့ကိုယ့်ရဲ့အထက်လူလည်းဖြစ်နိုင်တယ်ပေါ့ဒီလိုကိုယ်အမြဲဆောင်ကြည့်နေကိုယ့်ရဲ့အလုပ်ကအရေးသွေးကိုအမြဲကြည့်ပြီးတော့မှပေါ့နော်သဘောကျနေရပေါ့နော်ဟိုတစ်ခါတလေကိုယ့်ကိုစူရတချို့လေဒီမှာမြင်တယ်သူကိုယ့်ပေါ်စူရငေါက်တာအော်တာလည်းရှိကောင်းရှိနိုင်ဒါပေမဲ့လည်းဒီအရာကပေါ်လက်တလေရဲ့အရေးသွေးကိုပိုးပြီးသွေးပေးတာမျိုးပေါ့နော် ဲပို့ပြီးထမြက်စေခြင်းနဲ့ပို့ပြီးတော့မှပေါ့အောင်မြင်စေခြင်းနဲ့လွတ်တက်စေခြင်းနဲ့စသုမှပြေဝစေတနာကောင်းတွေရှိကြမှာလို့တွေ့ရတာပေါ့တချို့လုပ်ငန်းခွင်နဲ့လုပ်ငန်းခွင်တင့်ကိုသဘောကျတဲ့လုပ်ငန်းခွင်တို့မှာရှိတဲ့သူလေးနေထားတဲ့တချို့လေးမှာကျွန်မမြင်ရတဲ့အရာကိုပြောပြပေးတာပေါ့နော်အဲ့တော့သူကိုယ့်ရဲ့အထက်တနေရာမှာရှိရတူမျိုးပေါ့နော်။ယာရုအဖြစ်ကိုထက်ကြီးမားတဲ့သူမျိုးသူ့ကို crush နေတဲ့သူပါလေ။အဲသူ့ရဲ့ကုံသူ့ရဲ့ကုံတိတ်ခါသူ့ရဲ့အင်ဒရီကိုလည်းသူကလည်းပေါ့ဘလို့လို့လဲအဲ ူအင်ဒီကိုလက်ဆက်ပြီးသူနေရတူလို့ဆိုတော့တော်တော်ကိုပြောထွက်ဖို့ကအရင်ကြီးကိုသူဟိုစိတ်ထဲမှာတာတိတ် crush နေတယ်ပြောထွက်ဖို့ကတော့မပြောထွက်နိုင်ဘူးပေါ့အဲ့လိုမျိုးမြင်နေအဲ့လိုမျိုးရှိရသူမျိုးဒီလိုပါလေအဲ့တော့ကျွန်မထပ်ကြည့်မယ်ပေါ့နော်ကလေးထပ်ကြည့်မယ်အဲ့တော့တိတ်ကိုတိတ်တိတ်လေး crush နေတဲ့သူတယောက်ကြောင်းပေါ့နော်အဲ့တော့အဲဒါကျွန်မပထမဆုံးနေရကျွန်မနောက်ထဲတော့ကလေးလေးဆက်ထပ်ကြည့်မယ်နော် သူကကိုယ်နဲ့ပတ်သက်တဲ့စိတ်ခံစားချက်ပါရှိလဲပေါ့အဲ့လိုမျိုးလေးကြည့်တယ်မင်းနော်အဲ့တော့ဒီကကကျမကသူတို့ဖောက်လို့မရအောင်ဆိုတော့လေအဲ့တော့ဒီကကပါကြောင့်လဲဆိုတော့အဲ့တော့ pink crush ကသူနဲ့ပတ်သက်တဲ့စိတ်ခံစားချက်သူဘာတွေရှိလဲပေါ့နော်အဲ့ဒါလေးကျမကြည့်မယ် crush က crush ကစိတ်ခံစားချက်ပေါ့နော် crush ကကိုယ်နဲ့ပတ်သက်တဲ့စိတ်ခံစားချက်ဘာတွေရှိလဲပေါ့ကျမငါကတ်ဆွဲမယ် ဘောတဲ့ကျဘောတဲ့နိုင်တော်ဝမ်းစ်အိုးဒီကကပြလို့မရအောင်ဖြစ်ပေါ်ဖုံးပါလေအဆင်ပြေပေါ့နော်ခင်းတော့ကပ်နော်အိုးအိုးခင်းတော့ကပ်သူစိတ်ကံစားချက်ကလေး ုနှစ်ပတ်သက်ပြီးတော့မှာပေါ့နော်သူကိုပေါ့အရင်ရို့သူချက်ချင်းမြတ်တာနေအပြေးဝါးရှိနေရရာမျိုးမြင်နေရတယ်ခင်းတော့ကလည်းမြင်နေရတယ် is one ဆိုနော် is one ဆိုတော့လေတဲ့ဟိုလေသူတပားလက်ထဲပါအောင်မှာသူအရင်ဆိုးရင်းနေတာမျိုးလေသူ့မှာရှိရပေါ့နော်အဲဟိုသူ့ကိုလည်းရယူခြင်းတယ်ဒါပေမဲ့လည်းသူ့ရဲ့ပေါ့နော်ခုံတိတ်ခါအိမ်တွေအဲသူ့ရဲ့ဟိုသူတတ်မှတ်ထားတဲ့သူ့ရဲ့ဘောင်ရှိရပေါ့နော်သူဘောင်ထွေထားတဲ့အရာမျိုးရှိသေးတယ်။ဒီတဲ့ကိုပြောလိုက်လို့ရှိရင်သူဟို ဘလို့အနေထားပြောင်းသွားမလဲဆိုတဲ့အရာပေါ့နော်သူရဲ့ကန့်သက်ထားတဲ့အရာတစ်ခုကလည်းသူကျုံကျုံမထွက်နိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးရှိတဲ့ဒီလူကလေဟိုသူ့စိတ်ထဲမှာသဘောအန်နာဂျီမှာဆိုရင်လည်းလေချစ်တော့ချစ်တယ်ဒါမှလည်းဟိုကိုနဲ့သူသူ့စိတ်ထဲမှာပေါ့နော်သူ collectively နဲ့သူနဲ့ကအနိကမှာတချို့လေးတော့ရှိရယ်ပေါ့နော်ဒီမှာမြင်နေရ crush နေတဲ့သူတင်နေကြမှာက အနည်းဆက်နေနည်းဆက်တဲ့နေရာတစ်ခုမှရှိရမှာသူ့စိတ်ထဲမှာ तू နဲ့အများအားတွေ့နေရရင်မှလည်းလေတစ်ဖက်သူရဲ့ရှင်တာမလို့လဲဆိုတာလေကဘာဝိုးသူတို့ခံစားနေရဘာကြောင့်လဲဆိုတော့ကိုကမြင်တာမြင်မကျင်ရအောင်ပေါ့နော်မြင်တာမြင်မကျင်ရအောင်ဆိုတာ collective တွေသဘောကျရင်မှလည်းသူ့ဘက်ကနေပြီးထုတ်ဖို့ပြောဖို့အတွက်ကလည်းမဝင်မပြောပြောဖို့အတွက်ကိုသူ့ဘက်ကဘယ်လိုမျိုးလဲပြောဖို့အင်အားတွေကရှိပြင်မလဲ ဟိုပြောမထွက်တာမျိုးပေါ့နော်နည်းနည်းလေးဒီ seven no words မှာဆိုရင်ဒီအရာကိုပြောဖို့အတွက်သူအချိန်ချင်းစူးစမ်းခဲ့တာမျိုးပေါ့နော်သူစိတ်ထဲမှာဥမာသူ့ကိုတယောက်တည်းသူ့အခန်းလမ်းမှာဆိုလဲကိုလက်တလေးသူပြောဖို့အတွက်သူလေ့ကျင့်တာမျိုးပြောတာမျိုးပေါ့နော်သူလည်းလေးဟန်ဆောင်ဟိုဘယ်လိုမျိုးတူတူပြောဖို့အတွက်လေးပြင်ဆင်တာမျိုးပေါ့ နည်းပင်မန်းပင်မန်းနဲ့ပေါ့နော်အဲ့လိုပြောဖို့အတွက်ပေါ့ပြင်ဆင်တဲ့အရာမျိုးတော်တော်တော်လေးပြင်ဆင်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးတော့ပြင်ဆင်တယ်ဒါပေမဲ့လည်းဒီအရာကသူ့အတွက်အရန်ပင်မန်းနေရပေါ့နော်ပင်မန်းလဲဆိုတာ quality လေးပြောဖို့အတွက်သူ့စိတ်တွေကလေးဘယ်လိုမျိုးလဲစိတ်ပင်မန်းမှုတွေဖြစ်လာတာမျိုးပေါ့နော်အဲ့တော့ quality တွေတခြားသူပေါင်းမှာလည်းသူ့စိတ်ကစိုးရိမ်တာမျိုးပေါ့နော်အဲ့တော့ the energy မှာဆိုလဲအနိကမှာရှိနေပြီမလဲသူနဲ့ကိုနဲ့ကဘာချားသူတို့သူ့စိတ်ထဲမှာခံစားနေရအောင်ငါသူ့ကိုသဘောကျနေငါမပြောမထွက်ဘူးပေါ့ အဲသူချို့အရာတွေကလည်းဘောက်ထွေးသူထားနေရမှာကန့်တထားတဲ့အရာတွေအားရနေပြီးတော့ပျော်ဖို့အတွက်ကလည်းဖြစ်နိုင်သေးလို့ဆိုတော့သူ့ရဲ့အတွေးရင်းနဲ့နေပေါ့နော်ဟို narrow pendicle မှာဆိုလည်းကိုပြောခြင်းနဲ့စကားတွေစပြောခြင်းနဲ့အဲဒါမှမဟုတ်လည်းသူအရေးကဲနေထားတဲ့အရေးကဲအရေးကဲတစ်ခုနဲ့ကိုပေါ့ view ဆက်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ဒါရိုက်မှုပဲမဲ့တော်တော်ဝိုက်တဲ့အနေထားနဲ့ကိုပေါ့ caring လောက်တာမျိုးတော့ဖြစ်နိုင်တယ်ပေါ့နော် caring လောက်တာမျိုးဒါမှမဟုတ်လည်းအဲတစ်ဖက်တစ်လမ်းနေကိုနဲ့ ဟိုဘောနော်ကိုညီယာမျိုးလေးတွေကိုသူ့ဘက်မှာတော့ရှိနိုင်တယ်ဘောနော်အခင်းတို့ကမှဆိုနေတကယ်ဝဲကိုနဲ့ပတ်သက်တဲ့သူ့ရဲ့စိတ်ခံစားချက်ကလောကဘောနော်ဟိုကိုပေါ်ကျင်နာမှုတွေဘောနော်အဲမေတ္တာတရားတွေအပြည့်အဝနဲ့ချစ်ချင်းမေတ္တာတရားတွေအပြည့်အဝနဲ့ရှိနေတဲ့သူမျိုးစိတ်ခံစားချက်သူ့မှာအပြည့်အဝတယ်ကိုနဲ့ပတ်သက်ပြီးတော့မှရှိနေရဲ့ဘောနော် ရှိနေတယ်ပြောထွက်လာဆိုတော့လည်းပြောထွက်တဲ့ပြောမထွက်ဘူးပေါ့နော်တခြားသူနောက်ပေါင်းပေါင်းမှလည်းစိုးရိမ်နေတာမျိုးအဲအဲ့လိုမျိုးတွေဖြစ်နေပြီးတော့မှသူ့စိတ်ကိုသူကန့်တထားတဲ့အရာတစ်ခုကနေပြီးတော့မှဟိုပြောဖို့အတွက်ကိုသူပြောမထွက်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးမြင်နေရတယ်တင့်ကို crush နေသူပါလေတိတ်တိတ်လေးတိတ်တိတ်လေး crush နေတယ်လည်းတော့ကြာနေတယ်သူ crush နေတယ်တော့လည်းလေးကြာနေအဲနှစ်တောင် ကြည့်ရဒီမမြင်တာလေတနည်းဝင်ချင်းတော့အဲ့အလောက်ရှိနေသူကိုစောင့်ကြည့်နေတာဗောနော် စောင့်ကြည့်ပြီးသဘောတွေကြားပြီးတော့မှအဲကိုเจ้าလေးတွေးပြီးသူပြုံးပြုံးလေးနဲ့သူပြီးတော့မှဟိုကြိတ်ပြီးတော့မှဗောနော်နှစ်သက်နေတာဗောကိုမြင်နိုးနေတာဗောအဲအဲ့လိုမျိုးတွေ့ရတယ် ော်ဒီ energy ကလည်း switch ဖြစ်တယ်ပေါ့နော်ဒီဟိုကိုဟာတဲ့တခြားလို cross star လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ energy ကတော့ပြောင်းလဲဖြစ်သွားရှင် energy ပြောင်းပြန်အဲ plan မြည်ကြည့်လိုက်ပေါ့နော်ပြောင်းပြန်ဖြစ်ပြောင်းပြန်ဖြစ်ဒီကလည်းကို energy လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ ဟိုတင်ကို crush နေရဲပြောမထွက်ဘူးတဖာတခြားလူပါမှာလည်းသူ့စိတ်မှာစိုးချိန်နေရဲပေါ့နော်တခါတည်းသူညာဖက်တင်မှာဆိုကိုယ်ကြောင့်လည်းစဉ်းစားပြီးစိတ်ပင်ပန်းမှုတွေနဲ့ကြော်ဖြတ်ကြတာမျိုးပေါ့နော်အဲ့လိုမျိုးရှိနေရဲပေါ့နော်အဲ့တော့စဉ်းတော့စဉ်းစားတယ်သူကိုယ်ပြောဖွင့်ပြောဖို့အတွက်ကတော့သူစဉ်းတော့စဉ်းစားတယ်ဒါပေမဲ့လည်းအချင်းကလာတစ်ခုကိုတော့သူစောင့်ပြီးတော့မှပြောမယ့်အရာတော့မြင်နေရနည်းနည်းဆိုကိုနဲ့အဖေအသက်ရွယ်အဖေယာတို့အဖေနည်းနည်းကြွားချတဲ့အခါမှာပြောလိုက်လို့ရှိရင်ပေါ့နော်သူ့ဘက်ကပေါ့သူ့ ေါ်လေးစားမှုကိုရော့သွားမလားပေါ့ပြက်သူ့ပေါ်ဟိုထင်းသွားမလားပေါ့အဲအဲ့လိုမျိုးပေါ့နော်အထင်းလေးလွဲသွားမလားအများကြီးတွေးတဲ့သူဒီလူကလေကိုယ့်ထက်လည်းအများကြီးရင်ချက်ပြီးတော့မှအတွေ့အကြုံတွေအများကြီးရှိခဲ့တယ်ပေါ့နော်အဲ့တော့ရင်ချက်မှုလည်းရှိတဲ့ခါမှာဆိုအများကြီးအတွေ့တော်နေတဲ့သူမျိုးဆိုတာလည်းမြင်နေရတယ်ပေါ့နော်စိတ်ခံစားမှုကတော့ကိုယ့်လက်တွေနဲ့ပတ်သက်ပြီးအပြေးအဝကိုပဲတကယ်ပဲ x1 အနေထားနဲ့ဟို relation တစ်ခုကိုတခြားလေးပေါ့နော်ပျော်ရွှင်သွားတဲ့တိဆောက်ချင်တာမျိုး သူ့ဘက်ကနေပြီးတော့ရှင်းရှင်းပြတာလေးပေါ့နော်ဟိုအပြည့်ဝလေးပေးချင်တယ်ဂျင်နာမှုလေးပေါ့နော်အပြည့်ဝပေးချင်တဲ့သူမျိုးစားလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ရှစ်ဆက်ဖြစ်လာမယ့် energy တခုကိုကျွန်မကြည့်မယ်နော်အဲ့တော့ collateral လေးကိုတိတိလေး crush နေတဲ့သူနဲ့ သူကပေါ့နော်ကိုလက်ကိုလက်တလေးနဲ့ဘလို့ရှစ်ဆက်ပြီးဘာဖြစ်လာဖို့တော့သူဘက်ကဘာလို့ကြိုးစားနေလဲပေါ့နော်သူဘက်ကကြိုးစားအထောက်ကိုကျမဆက် check လုပ်နေပေါ့နော်အဲ့တော့ငါကဆွဲမယ်နော်အဲ့တော့ငါကဆွဲမယ်သူဘက်ကကိုလက်တလေးနဲ့ပတ်သက်ဘလို့ကြိုးစားအထောက်ကိုနေဆက်လုပ်မလားဘလို့သွားမလဲပေါ့နော်ဘလို့သွားမလဲနိုင်ရော့ခက် နိုင်ရော့ကတ်တွေ့ရတယ်ဟိုက်ရိုဖတ်ထဲတော့ပဏိကေနော်ဒီသားတွေကောင်းနေပါလားလို့ခွင်းတော့ပဏိကေအိုးဘုရား ူဘက်ကစူးစမ်းမှရှိရှိလမ်းပေါ့နော်ပစ်ဆော့ဆော့ကတ်တရတော့အရင်ကောင်းနေတယ်ကွန်လက်တနေတယ်အဲ့တော့သူ့ဘက်ကရှေ့ဆက်ပြီးတော့မှစူးစမ်းမှအပိုင်းတော့ကျွန်မမြင်နေရတာပေါ့နော် စူးစမ်းမဲ့အပိုင်းလေးမှာဆိုဟိုင်ဒရိုဖန်ကတော့ဒီမှာကြီးဟိုင်ဒရိုဖန် SO1 အောက်မှာဟိုင်ဒရိုဖန်နော်သူကကိုနေပေါ့နော်ဒီမှာကြီးလက်ထပ်ကိုထီအောင်ကြီးရွယ်ထားရတယ်လားသူကလေကိုကတော့ဖွင့်ပြောသေးတယ်ကိုနေပတ်သက်ပြီးသူစိတ်ထဲမှာအများကြီးစဉ်းစားနေတာမျိုးထန်းတော့ပန်နေကနော်ဒီမှာကြီးထန်းတော့ပန်နေကဟိုင်ဒရိုဖန်နော်ကိုနေလုံးဝဟိုပေါ့နော်ကိုမမတစ်ခုပေးပြီးတော့မှဟိုလက်ထပ်ကိုထီပေါ့နော်အဲ့လိုမျိုးတွားဖို့ကိုကိုကိုပေါ့ဘယ်လိုလဲ quality လေးတွေကိုပေါ့နော်ဟို ူကြီးလူကောင်းပြီးသားစွာနဲ့တောင်ရလက်ထက်ချင်းတောင်ရလက်ထက်မဲ့သူကတောင်ဝန်လက်ထက်မဲ့သူမျိုးဆိုတော့မြင်နေရတာပေါ့နော်သူဒီတိုင်းနဲ့ပေါ်ပြရတခုကိုသူမလုပ်ဘူးပေါ့နော်ဒီချာလေးကွန်လက်တလေးကိုအရင်ဆုံးကျွန်မခံစားမိတာကတော့ခံရတော့ကတ်မှာဆိုရင်ဒီဘက်ကနေပြီးတော့မှပေါ့နော်နောက်ထပ်အဲ6လ9လလောက်တော့လအနေထားတော့ကျွန်မမြင်နေရက်ကြမှာဆိုနောက်လက်တစ်နှစ်ပေါ့နော်အဲဒီကာလလောက်တွင်ပေါ့နော်ဒီကာလလောက်တွင်မှာ quality လေးသူတစ်စုံတစ်ခုအတိုင်းတော့ကတ်နေထားနဲ့ သူ့ဘက်ကလည်းချက်ချင်းမြတ်တာလာပေးဖို့ရှိရယ်နော်လာပေးဖို့ရှိရယ်ပြီးတော့ဒီမှာကြည့်လာပေးဖို့ရှိရယ်ပြီးတော့မိသားဖသားပြပြီးသူ့ဘက်ကနေပြီးတော့မှယူစီတမှုနဲ့ပေါ့နော်လူကြီးလူကောင်းဆန်သွားနဲ့ပေါ့နော်ကိုယ့်ရဲ့မိသားစုရဲ့အတီးပေးပြီးတော့မှပေါ့နော်တောင်းရလက်ထပ်ဖို့သူစီစဉ်နေတယ်သူ့အတွေ့အထိမှာစီစဉ်နေတယ်သူ့အတွေ့အထိမှာစီစဉ်နေတယ်လို့အပြင်မှာလည်းတကယ်သူစ조사မဲ့အရာကိုတွေ့ရတယ်နော်ဒီလူကလေအဲ့တော့သူ crush နေရတယ်ဒါပေမဲ့သူ့ဘက်ကလူကြီးလူကောင်းဆန်သွားနဲ့ကိုယ့်ကို ကိုတောင်းရမယ့်အရာမျိုးတော့မြင်နေရတယ်ပေါ့နော် quality သဘောကျမှကြတော့မသိသူကတော့အများကြီးအစီအစဉ်တွေဆွဲထားတယ် plan တွေလုပ်ထားတာမျိုးတော့မြင်နေရတယ်နော်အခွင့်တော့ပါနေကယ်နော်ခွင့်တော့ပါနေကယ် resource ဆိုတော့အဒီရာကိုတေချာလေးသူ့ကိုဆုံးဖြတ်မယ့်အရာမျိုးတော့ကျွန်မခန်းစားမိရပေါ့နော်ခွင့်တော့ပါနေကယ်မှာဆိုလို့ရှိရင်လည်းသူ့ဘက်ကနေပြီးတော့မှပြည်စုံမှုတစ်ခုအနေထားတစ်ခုတော့သူစူးစမ်းနေတာမျိုးတော့နော်မျိုးတွေ့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာခွင့် energy ဒီမှာလည်းခွင့်တော့ဝင် ခွင်းတော့ပါနေခဲ့ခွင်းတော့မှာဆိုတော့သူ့ရဲ့မိသားစုမှာလည်းသူနည်းနည်းတချို့အရာလေးဖြည့်ဆည်းဖို့လေးပြည့်စုံအောင်လုပ်ဖို့အရာလေးတွေရှိတော့သူအချိန်ယူရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီအရာလေးပြည့်စုံပြီးသူ့မိသားစုနဲ့ပတ်သက်ပြီးတော့မှသူတချို့အရာလေးတွေမှာသူပေါ့နော်ဟိုဒီစားလေးသူ manage လုပ်ထားနိုင်ပြီဆိုတာလည်းကိုယ့်ဘက်ကိုတစ်ချက်ဟိုကိုယ့်ဘက်အာရုံလှည့်ပြီးတော့မှပေါ့နော်သူတခြားလေးကိုယ်စကားလေးလာပြောဖို့ အစီအစဉ်ဆွဲထားတဲ့အရာမျိုးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့တစ်ဖက်သူကဒီမှာမြင်နေရခွင်းတော့ပတ်နေပြန်နော်အရန်ကိုတလေးဆက်လေးချစ်တတ်တယ်တနာတတဲ့ညသာတတဲ့ဟိုလောဘအရင်ကြီးရဲ့သူမျိုးမဟုတ်တင်းတယ်ရောင်ရမ်းစွာနဲ့ဘဝကိုဖျက်ဆီးနိုင်တဲ့သူမျိုးစွာလည်းတွေ့ရတယ်ပေါ့နော်တခါတလေသူကလေအမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်ပေါ့နော်နည်းနည်းလေးတခါကျရင်သူစိတ်အားငယ်တဲ့စိတ်ကလေးသူ့မှာရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုယ်နဲ့ပတ်သက်ပြီးတော့လေကိုလက်ခံပါမလားဆိုလေသူ့ရဲ့ပေါ့နော်အဲအတွေးလေးတွေမှာလေသူနည်းနည်းဟိုပေါ့နော်ဘယ်လိုမျိုးလဲ ခန့်အတွေ့အကြုံရှိရမျိုးတော့တွေ့ရတာပေါ့နော်ဒါပေမဲ့လည်းသူ resource မှာဆိုရင်တော့လေ collaterally နဲ့တခြားလည်းသူလက်တွဲဖို့အတွက်သူ့ဘက်ကတခြားလည်းဆုံးမချက်ချလိုက်တဲ့အရာမျိုးတော့ကျွန်မခံစားမိရဆိုတော့လေ collaterally ကိုသူ့ဘက်ကနေပြီးတော့မှအချင်းကလာတော့ကြာအတန်ကြာဟိုဆောင်ကြည့်တဲ့အရာကတော့လေဟိုတနည်းဝန်းကျင်တနည်းကျော်အဲ့လိုမျိုးကာလတစ်ခုတော့ကြာခဲ့ပြီဒါပေမဲ့နောက်ပိုင်းဒီမှာတွေ့ရတာကတော့တိတ်မကြခင်တော်တွင်လာလာအနေငယ်ကြာမှာသူ့ဘက်ကနေပြီးဖွင့်ပြောမယ်ပေါ့နော်ဖွင့်ပြောပြရတယ်အဲ ခုမျိုးပြီးတာလည်းတိတ်မကြခင်ကြအတော်လေးမှာလည်းသူကလည်းကိုနဲ့လက်ထပ်ဖို့အတွက်ဒီဘောနောဒီစစ်ဆက်ဖို့အတွက်ဒီဟိုဟိုနော်တေချာလေးသူမိဘကိုမိဘနဲ့အတိပေးပြီးတော့မှဘောနောတေချာလေးသွားမဲ့သူမျိုးဆိုတဲ့အရာကိုတွေ့ရတယ်သူ့ဘက်ကလုံးဝကိုစစ်စစ်ထားတဲ့အရာမျိုးရှိရာမျိုးဘောနောအဲ့လိုမျိုးမြင်နေရတယ် collectively တင်းရဲ့တင်းကိုတိတ်တိတ် crush နေသူပါလေအဲ့တော့ collective လေးကသဘောကျမှကြအောင်ပြောတယ်ဒီလူကတော့တေချာလေးပေါ့နော် collective လက်ခံလာအောင်လေ ြောမဲ့သူမျိုးဆိုတာတွေ့ရတယ်။ collective တွေဒီမှာမြင်ရတာကျမမြင်ရတော့ collective တွေဘက်ကလည်းသဘောကျအောင်ကြနိုင်နေတယ်ပေါ့နော်။ဒီလိုကဟိုစိတ်သဘောထားပြည့်ဝရတဲ့သူအလုပ်ငန်းအလုပ်နဲ့ပတ်သက်ပြီးတော့မှစောင့်ဆောင်ရေးစွမ်းဆောင်ရေးပေါ့နော်။အပြည့်အဝရှိပြီးတော့မှပေါ့နော်။စူးစမ်းအလုပ်ကိုစနစ်တကျနဲ့လုပ်ကန်တဲ့သူမျိုးပေါ့နော်။အဲအဲ့လိုမျိုးဆိုတာမြင်ရတယ်။အရာရာမှာဆိုသူ့ကိုကိုသူကကိုပေါ့နော်။ကို ကာကွယ်ပေးမဲ့သူဆောက်ရှောက်ပေးမဲ့သူပေါ့နော်အဲအဲ့လိုနေထားလာရောက်ရှိလာမဲ့သူမျိုးအဲအဲ့တော့ကိုဟိုအမျိုးသမီးဆိုရင်လည်းကို crush နဲ့သူကအမျိုးသမီးဆိုရင်ကိုကိုအမီလိုအမလိုမျိုးဆောက်ရှောက်မဲ့သူပေါ့နော်အမျိုးသားဆိုရင်လည်းတစ်ဖက်သူကို crush နဲ့သူကကိုကိုအဖေလိုအကိုလိုမျိုးပေါ့နော်အဲအဲ့လိုမျိုးဘေးနားကနေဆောက်ရှောက်မဲ့ energy မျိုးနဲ့ရောက်ရှိလာမဲ့သူမျိုးဆိုတာတွေ့နေရတဲ့ crush နေတဲ့သူပါလေ အဲ့တော့သူကတော့တေချာလေးစနေတကြနဲ့လက်ရှိမှာတော့သူပြောဖို့တော့မဟုတ်လို့ရည်ရွယ်သေးဘူးပေါ့နော်ပြောဖို့တော့မရည်ရွယ်သေးဘူးသူစိတ်ခံစားချက်တွေကတော့သူ့ပေါ်တော့အများကြီး emotional တွေချင်းချင်းမြတ်တာရောပြေဝါရောရှိနေတယ်ပေါ့နော်ဒါပေမဲ့လည်းသူလအနှင်းငယ်ကြလောက်မှာပေါ့ပြောမဲ့အနေထားတွေတွေ့ရပါတယ် collectively တင် crush နေသူပါပေါ့တိတ်တိတ်ကလေးသူဟို crush ပြီးပေါ့တိတ်တိတ်ကလေးသူပြောတဲ့အကြောင်းတွေးပြီးတော့မှလည်းသူအရင်နေပေါ့နော်ဟိုကြော်နေကြည်နူးနေတဲ့တခြားသူနဲ့ ရေရောက်သွားမှတော့လေသူစိုးရင်းနေတယ်ဒီရောက်တွက်လဲသူသူ့ဘကပေါ့နော်နည်းနည်းလေးအဲအချိန်ကလာကလာကြာခဲ့ပြီဆိုတော့အဲ့အရှိမလဲသူက collateral လေးကိုကြိတ်ပြီးတော့မှသဘောကျနေကြာခဲ့ပြီဆိုတော့သူ့ဘကဒီလာမဲ့အနာဂတ်အတွက်ကိုအရင်ရင်အချိန်မဆောင်ပဲနဲ့ပေါ့နော်နည်းနည်းလေးအဲလာအနေငယ်လောက်ပဲခြားပြီးတော့မှပဲ collateral လေးတစ်စုံတစ်ခု သူ့ဘကနေလာပြောမဲ့အရာတွေ့ရပါတယ် collateral လေးအဲ့တော့ collateral လေးကို crash နေကြိတ်ပြီး crash နေတဲ့သုံးသုံးတယောက်ပေါ့နော်သူ့အကြောင်းလေးကတော့ဒီလောက်ပါပဲနော်အဲ့တော့ quality လေးနဲ့ဒီ view လေးကိုကျင့်နေမှလို့ပြောနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်နောက် view လေးမှာတွေ့ကြမယ်နော်